တက္ကနိုကနေထွက်ရှိလာတဲ့ဒီပူပါ series ပေါ့နော်ပူပါ7 series တွေတဲကကျွန်တော်ရှီမာတော့ဒီပူပါ7ရဲ့နောက်ထပ်ပူပါ cap ဆိုတဲ့ model ရဲ့ဆိုပြီးတော့ဒီ model နှမျိုးရောက်ရှိနေတယ်ဒီနေ့ကတော့ကျွန်တော်ဒီပူပါ7လေးကိုမိတ်ဆက်ပြမှာဖြစ်တယ်ဒီကောင်လေးရဲ့ဇင်းတုံးလေးကတော့ဒီ RAM 8 internal memory 128GB ကိုဝယ်ယူမယ်ဆိုရင်တော့9,9900ကျန်နေရမယ် အဲ့တော့မှ run 8ကိုပဲ internet memory 256 gig ကိုဝယ်ယူမယ်ဆိုရင်တော့9သိန်း9900ကိုရာကျန်နေရမယ်ဆိုတော့6သိန်းနဲ့ရရှိမှာဖြစ်တယ်ပေါ့နော်သူရဲ့အနောက်ဘက် design ကတော့ကျွန်တော်ဒီမှာမြင်ရတဲ့အတိုင်းပဲပေါ့နော်နောက်ဘက် design က mic တွေပေါ့နော်ပြီးတော့သူကဒီ camera design ကပါသူကကွဲသွားတယ်ပေါ့နော်ကျွန်တော်ဒီ3 cam လိုမျိုးပုံစံထဲမှာ camera 3လုံးထည့်ပြထားတယ်တကယ်တော့ပါတော့ camera တစ်လုံးပဲပေါ့နော်ပြီးတော့နောက်ထပ် sensor တစ်ခုရယ်နောက်ဒီ flame ရယ်ဆိုပြီးတော့ထည့်ပြထားတယ်ဆိုတော့ ူကဒီ battery MPR က9000 mAh ပါဝင်လာတာဖြစ်တဲ့အတွက်ကင်ရင်တော့ weekly ကတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီ battery MPR 9000ပါတယ်ဆိုရင်တော့ဒီ weight ကတော့ဒီလောက်ကတော့ရှိမှာပေါ့နော်အရင်ကြီးလေးနေတာမျိုးတော့မဟုတ်ပြင်မဲ့လေအနေနဲ့ weight လေးကတော့ရှိမယ်နောက်ဖက်နဲ့ battery frame က plastic bag plastic frame ကိုပဲသုံးမိထားတယ် IP65 water resistant နေပါလေလည်းရမှာဖြစ်တယ်ဒီအပေါ်မှာကတော့ဒီ remove sensor ပေါ့နော် remove sensor ပေါက်တယ် speaker ရယ် mic ပေါက်ရယ်ပတ်မယ် output မှာက3.5 mm jack ပေါက်ရယ် ပြီးရင် audio box ပြီးရင် speaker ပေါ့နော် speaker နှလုံးပေါ့နော် studio speaker ကိုသုံးမိထားတယ်အပေါ်တစ်လုံးအောက်တစ်လုံးအတန်တွဲကတော့ကျဲတယ်လို့ပြောလို့ရတယ်ပေါ့နော်အတန်တွဲကတော့ကျဲတဲ့ထဲမှာတော့ပါတယ်ဒီခုရှိတာကဒီကောင်လေးကတော့ဒီ Adobe Atmos တော့မရဘူးကျွန်တော်ဒီထဲမှာဝင်ပြီးတော့စမ်းကြည့်တယ်ပေါ့နော် Adobe Atmos ရလားဆိုပြီးစမ်းကြည့်တော့ကျွန်တော်ရှာမတွေ့ဘူးဆိုတော့ Adobe Atmos တော့ရမှာမဟုတ်ဘူးလို့တော့ပြောရမယ်ပေါ့နော် fingerprint ကတော့ဒီ power key နဲ့အတူတူပဲ side fingerprint ကိုအသုံးပြုပေးထားတယ် fingerprint ဖွင့်ရတဲ့အနေအထားလေးတွေရာလေပုံမှန်ပဲပေါ့နော် screen size ကတော့6.77 inch ရှိမယ် LCD display ကိုသုံးပေးထားတယ် 120Hz ရတယ်ဆိုတော့ဒီ 120Hz ကိုစမ်းကြည့်တာတော့ဒီ setting ထဲမှာ 120Hz ရတယ် home မှာဆိုရင်တော့ 90Hz support ပေးတယ် YouTube မှာသုံးမယ်ဆိုရင် 90Hz ရမယ်ကျွန်တော်ဒီ website တွေပါတွေဝင်မယ်ဆိုရင် 60Hz ရတယ် mobile legend ဆော့တာကတော့ 90Hz ကိုသူ support ပေးတယ်ပေါ့နော်90ရရမယ် PUBG ကတော့60 hand နဲ့ဆော့ရမှာဖြစ်တယ်။ display ကတော့အရင်ကြီးဆူဆူတောက်တောက်ကြီးဖြစ်နေတာမျိုးတော့မရှိဘူး။ဒါပေမဲ့သူကလည်းသူတော့အဆင်ပြေတဲ့အထဲမှာပါတယ်။1080 into 1460 pixel ပါရှိမှာဖြစ်တယ်။ Orion display တွေပါရတော့အသုံးပြုလို့ရတယ်။ဒါပေမဲ့ဒီ Orion display တွေကတော့ဒီထုံးစံတိုင်းပဲ5 second လောက်ပဲရမယ်ပေါ့နော်။ software ပိုင်းကတော့ Android version က15ဖြစ်သွားတယ်။ high OS 15အထက်တင်ထားတဲ့ဒီ Tecno phone တွေမှာဆိုရင်ဘာပါလာလဲဆိုရင်သူကဒီမှာဆိုရင်ဒီ free line ဆိုတာလေးပေါ့နော်အဲကောင်လေးကကြတော့ကျွန်တော်တို့ဒီ sync up မလို့ပဲねကျွန်တော်တို့ဒီ techno phone အချင်းချင်းပေါ့နော် techno phone အချင်းချင်းဆိုတာကသူ့ရဲ့ techno ရဲ့ highway 15အထက်ကို support ပေးတဲ့ techno phone အချင်းချင်းကိုဖုန်းခေါ်လို့ရတာတို့ message ပို့လို့ရတာမျိုးလေးတွေလုပ်လို့ရအောင်မှဖြစ်တယ်ဆိုတော့သူ့ရဲ့အကွာဝေးကတော့ကျွန်တော်စမ်းကြည့်တာကတော့ဒီ support တာကနည်းနည်းပုံရတယ်ပေါ့နော် support မယ်ဆိုရင်တော့ဒီမီတာ800လောက်အကွာဝေးလောက်ရမယ်ထင်တယ်ပေါ့နော်ဒီဖုန်းပြောတဲ့အခါမျိုးကြတော့ ဒီမီတာ600လောက်အထိပဲရမယ်ဒါပေမဲ့တစ်ခုရှိတာကကြတော့မီတာ600ဝင်းကျင်လောက်မှာပြောမယ်ဆိုရင်တော့ဂျားထဲမှာဒီအသားစီးတွေရှိနေရပေါ့နော်ထားပါတော့အုံနေရနေရှိနေတာမျိုးတွေနောက်တစ်ခုကဒီအပေါ်တက်နဲ့အောက်ထက်တို့အခန်းထဲနဲ့အပြင်ထဲတို့ပြောတဲ့အခါမျိုးတွေမှာဆိုရင်တော့ အတန်လေးကနည်းနည်းပြတောင်းပြတောင်းလေးဖြစ်တာမျိုးလေးတို့ရှိတယ်ဆိုတော့အခုမှတာရတို့ကအစပေါ့နော်နောက်ဆိုရင်ကျွန်တော်ဒီ single တွေလိုမျိုးပဲ single တူအချင်းချင်းခေါ်မယ်ဆိုရင် free တို့ပါလို့လိုမျိုးပဲဖုန်းပြောတဲ့အခါမျိုးတွေပါရင်တော့ single တွေပါရင်မလိုတော့ဘဲနဲ့တို့ရဲ့ဒီ smartphone ကိုဝင်လိုက်တာနဲ့ပဲ phone free ပြောလို့ရတာမျိုးတွေပါရင်လည်းနောက်ပိုင်းတွေပါရင်ရဖြစ်မလာနိုင်ဘူးလို့ပြောလို့တော့မရဘူးပေါ့နော် AI တွေပါဝင်လာတယ်ကျွန်တော်ဒီ translate လုပ်တာမျိုးတွေနောက်တစ်ခုကဝိုင်းပြီးတော့ဒီကိုရှာခြင်းတဲ့ပစ္စည်းကိုရှာတာတို့တခြင်းဖွင့်ထားတဲ့တခြင်းတွေကိုရှာတာတို့ ပြီး website ကဟာတွေကို translate လုပ်တာတို့စတာတွေပါမယ် display ရဲ့ R1 ကိုအခြေခံထားတဲ့ဒီ techno တွေမှာပါတဲ့ AI AI စတာတွေပါဒီမှာသွားပြီးတော့အသုံးပြုလို့ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ AI feature တွေကတော့သူအရှိမထွက်ရှိလာတဲ့ဖုန်းတွေမှာပါဝင်လာတယ်လို့မျိုးပဲ AI feature လေးတွေပါဝင်လာတယ် SOC ဘိုင်းမှာဆိုရင်တော့ဒီကဒီ Helio G100 Ultimate ကိုအသုံးပြုပေးထားတယ်ဆိုတော့ကျွန်တော်ကတော့ PUBG ဆော့မယ်ဆိုရင်တော့ smooth ထားမယ်ဆိုရင် try ရမယ် HD ထားမယ်ဆိုရင်တော့ high ရတယ်။ Gallery ဘာလေးအသုံးပြုလို့ရမှာဖြစ်တယ်။ Mobile Nature မှာဆိုရင်တော့ high နဲ့ကျွန်တော်ဒီ Ultra အထိထားပြီးတော့ sort လို့ရမှာဖြစ်တယ်။ Gain တွေဘာလေးကတော့ကျွန်တော်ဒီ heavy မဟုတ်ဘဲနဲ့ MIR ကဆော့မယ်ဆိုရင်တော့အဆင်ပြေတယ်။ Sophie camera ကတော့8 megapixel ကိုသုံးမိထားမယ်။ဒီမှာဆိုရင် Sophie နဲ့ကျွန်တော်ဒီ portrait ရိုက်လို့ရတာမျိုးတွေနောက်တစ်ခုကကျတော့ဒီ wide Sophie ပေါ့နော်။ wide Sophie ဆိုတာကတော့ကျွန်တော် panorama လိုမျိုးပဲပေါ့နော်။ကျွန်တော်ရိုက်ပြီးသွားပြီးဆိုတာနဲ့ဟိုရွှေဟိုဘယ်ဘက်ညာဘက်ကိုနည်းနည်းရွှေ့လိုက်မယ်ဆိုရင်ကိုယ့်ရဲ့အနောက်မှာ ဒီ white ပုံစံမျိုးလေးဖြစ်သွားတယ်ဒီ main camera နဲ့ရိုက်မယ်ဆိုရင်တော့1280ရတယ်တကယ်လို့ zone ကိုအဆုံးထိဆွဲမယ်ဆိုရင်တော့ကျွန်တော်တို့တွေ1080ဆွဲလို့ရမှာဖြစ်တယ်ဒီ portrait နဲ့ရိုက်မယ်ဆိုရင်တော့ဒီဒီမှာဆိုရင်တော့24 mm 35 mm 50 mm 70 mm နဲ့85 mm အထိဒီ portrait ကိုကျွန်တော် zoom ဆွဲပြီးတော့ရိုက်လို့ရမှာဖြစ်တယ်ဆိုတော့ပုံထွက်လေးတွေကတော့ကျွန်တော်ဒီမှာတင်ပေးထားတယ်။ AI နဲ့လုပ်ပေးထားတဲ့ portrait ပုံတွေရိုက်လို့ရတာမျိုးတွေ နောက်တစ်ခုကတော့ဒီမှာဆိုစူပါနိုင်မှုလို့ဘာလို့စတာလေးပါမယ်ဗီဒီယိုရိုက်မဲ့လူတွေအတွက်ဆိုရင်လည်း Jewel Video တို့ Vlog ဗီဒီယိုရိုက်မဲ့လူတွေအတွက် Vlog Video အတူလေးတွေလုပ်ပေးထားတာမျိုးလေးတွေပါမယ်ဗီဒီယိုရိုက်မဲ့ဆိုရင်သူက 1080p ကို 30fps နဲ့ရိုက်လို့ရတယ် Ultra Steady Mode ကို on ပြီးတော့ရိုက်တာနဲ့ကျွန်တော်ဒီတိုင်းပဲရိုက်တာနဲ့ကတော့ ဟိုတော်တော်လေးတိတာတယ်ဗောနော် stable ဖြစ်တာလေးကလမ်းလျှောက်ပြီးရိုက်တဲ့အခါမျိုးတွေမှာဆိုရင်ငိမ့်တာမငိမ့်တာလေးကတော်တော်လေးကိုတိတာတဲ့အနေထားမှာရှိတယ်လင်းအောင်လုံးလုံးလောက်လောက်ရတဲ့နေရာမျိုးတွေအချိန်မျိုးတွေမှာရိုက်မယ်ဆိုရင်တော့ပုံထလေးကတော့သူ့အနေနဲ့သူတော့အဆင်ပြေတဲ့အထက်မှာပါတယ် battery area က3000 mAh ပါတယ်အပြည့်အသွင်းမဲ့ဆိုရင်45 watt နဲ့အာသွင်းရမှာဖြစ်တယ်အာသွင်းမဲ့ဆိုရင်သူကဘိုင်ဖက် charging charger သွင်းလို့ရတာမျိုးတွေနောက်တစ်ခုက charging speed ပေါ့နော် charging speed ကတော့ကျွန်တော်ဒီ smart charging ထားမယ်ဆိုရင်တော့ ပုံမြန်မယ်ဒါပေမဲ့ဆက်က speed ပုံမြန်သွားတယ်ဒါပေမဲ့ဆက်ကဟီတွေပိုင်းတက်တာမျိုးလေးပိုင်းနည်းနည်းပါးပါးရှိမယ်တကယ်လို့ road damage channel တွေးမယ်ဆိုရင်တော့အားဝင်တာတော့နည်းနည်းပူချမယ်ဒါပေမဲ့အရင်ပူနေတာမျိုးမဟုတ်ဘူးဆိုတော့ကိုအချိန်ရတဲ့ခါမျိုးတွေမှာဆိုရင်တော့ road damage charge နဲ့တွင်းထားလို့ရတယ်ကိုတကယ်လို့ဒီအားပြေဖို့အရေးကြီးလို့အနေနဲ့အခါမျိုးတွေမှာဆိုရင်တော့ smart charger နဲ့တွင်းလို့ရတယ်ပေါ့နော် popa 7ကတော့ကျွန်တော်တို့ဒီထွက်ရှိထားတဲ့သူ့ရဲ့ဈေးနှုန်းအရဆိုရင်တော့ မစိုးဘူးလို့ပြောလို့ရတဲ့အထက်မှာပါတယ်တခုပဲအမရတာပေါ့နော်အဲ့ဒါတော့ SE display ကိုဒီထက်ပို့ပြီးတော့လင်းမေးထားမယ်ဆိုရင်တော့ဘာမှပြောစရာမရှိတဲ့ဖုန်းလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်သူတဲမှာပတ်တင်ပတ်လိုက်တာတွေအကုန်ပါတယ်ဒီတော့ရတာလဲသူ့အနေနဲ့သူအဆင်ပြေတယ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်တွေပြန်လည်ဆုံတွေ့ပါမယ်